ဲကိုပုံစံနဲ့ပဲကိုဆက်သွားရဲဆိုရင်အနေထားမှာဟိုကလီဗာပူးကမပြေလည်မှုလေးတွေရှိတယ်ဒီကန္နာအတီးသီးမှာဒီတိုက်ဆက်မှာဒီ present ပေးတယ်ဒီ present unit က coordination မကောင်းဘူးဆိုတဲ့ဟာမျိုးကိုယ်စစ် unit မဖြစ်ဘူးဆိုတဲ့ဟာမျိုးဒီခန်းဆက်က beat up လုပ်တယ်ဘောလုံးတွေက penetration မဖြစ်ဘူးအချိန်တိုင်းရင်ဒီ long ball တွေပြန်သွားရဲဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ဒီ missing ball ကိုထည့်သွင်းစဉ်းစားမယ်ဆိုရင် missing ball ပါတဲ့အခြေအနေမှာ Manchester United ရဲ့ကစားဟန်ပို့ပြီးတော့ကောင်းတာကိုကျွန်တော်တို့တွေ့ရတယ် ဆိုကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီစီစဉ်ကတော့ wine spec ကနေပြောမှာအဓိကကူညီပံ့ပိုးပေးထားပါတယ်ပရိသတ်တွေတဲကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် odd အကန့်အသတ်မရှိတဲ့ဒါမောင်းတွဲတွေထူးခြားတဲ့ဒါဈေးကွက်အစုံလေးနဲ့တူရင်ခုန်ခြင်းတော့ wine spec ကို download လုပ်ပြီးတော့မှ one soccer hot promo code နဲ့တူဒါအကောင့်ဖွင့်ကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကိုဒါစုလက်ဆောင်ရယူနိုင်တဲ့ဆိုတဲ့အကြောင်းကိုတင်ကောင်းပါခြင်းပါတယ် တခြားအားကစားနည်းတွေနဲ့တူအခါအားလျော်စွာအထူး promotion အစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းတရင်ကောင်းပါလိုက်ချင်ပါတယ် promo code ကိုကတော့ video ရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာစကားပြည့်တဲ့များအားလုံးပဲမင်္ဂလာပါဗျာဒီနေ့ super sunday ညမှာရှင်ပြိုင်ကစားမဲ့ liverpool နဲ့ manchester united တို့ရဲ့အင်္ဂလန်ဒါဘီပွဲစဉ်ကိုကျွန်တော်တို့အားကစားကလောင်ရှင်တွေဖြစ်တဲ့စီတူနဲ့ကိုကောင်းတဲ့ကသုံးသက်ပြောဆိုပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါညီလေးတို့မင်္ဂလာပါကိုမင်္ဂလာပါကို ဟုတ်ကဲ့ပါဒါအင်္ဂလန်ဒါဘီကတော့ဒါဒီရာသီမှာတော့ဒါပထမဆုံးအကြိမ်ရောက်လာပြီပေါ့လေအဲ့တော့လဘာဘူးတင်းကလည်းလက်ရှိချိန်မှာရလက်တွေစိုးနေပါလေနောက်ဆုံးအဝေးကွင်း၃ဘွယ်ဆက်တိုက်နိုင်ပွဲမရဘူးအဲ့တော့တစ်ဖက်က Manchester United အသင်းကလည်းဟို Emery လက်ထက်မှာပေါ့လေဒါဘက်တူဘွယ်နိုင်ပွဲမရဘူးပေါ့လေအဲ့တော့နှစ်သင်းလုံးကတော့နိုင်ပွဲကိုစီလိုနေတာပေါ့လေအဲ့တော့ match win ဖြစ်ဖို့လေလိုမှာပေါ့အဲ့တော့ဒါအရင်ဆုံးဟိုကိုကောင်းတက်ကပဲစောက်ပြီးပြောပြပေါ့ဗျာဒါလဘာဘူးအသင်းရဲ့ဒီပွဲပေါ်ချီးကပ်လာမယ့်အခြေအနေနဲ့ပတ်သက်ပြီးတော့မှန်ပါတယ်ကိုဝင်ပြောသလိုပဲဒါနှစ်သင်းလုံးကတော့နိုင်ပွဲလိုအပ်နေတယ်ပေါ့နော် United ကလည်းဒီ တို့ဘတ်တူဘတ်နိုင်ပွဲမရတာဒါ44ပွဲလောက်ရှိသွားပြီတစ်နှစ်ကျော်ကြာသွားပြီပေါ့နော်အဲဒီချိန်မှာလီဗာပူးဘတ်ကိုကြီးလိုက်ရင်လေဒီတို့ချန်ပီယံလောင်းဆင်းရင်းနဲ့ထည့်ထားစေဆိုပေမဲ့ဒီပရီးမီးယားလိမှာနှစ်ပွဲစတိုက်ရှုံထားတယ်အဝေးခွင်းနှစ်ပွဲစတိုက်ပေါ့နော်ဒီပြိုင်ပွဲစုံမှာဆိုသုံးပွဲစတိုက်ရှုံထားတယ်အဲ့တော့ဒီဒီပွဲမှာတော့အနိုင်ရဖို့ဆိုရင်တော့အာနီစလော့ကပို့ပြီးတော့အရေးကြီးတယ်အိမ်ဝင်လည်းဖြစ်တယ်ဆိုတော့ United အနေနဲ့ကတော့ဒါအဝေးခွင်းလည်းဖြစ်တယ်ဆိုတဲ့အနေအထားမှာဒါတည်ရရရင်ပျော်လို့ရတဲ့အနေအထားပေါ့နော်အဲ့တော့ဒီလီဗာပူးဘတ်က မန်မန်ချက်စတာယူနိုက်တက်ကိုအနိုင်ရဖို့ဆိုပေမဲ့အရင်လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်ဒီနောက်ပိုင်းမှာကျွန်တော်တို့ဒီနှစ်သင်းတွေးဆမှုတွေကိုကြည့်လိုက်မယ်ဆိုရင်လည်းမန်ယူမန်မန်ချက်စတာယူနိုက်တက်ကဒီလီဗာပူးကိုတော်တော်လေးဒုက္ခပေးနိုင်တာကိုတွေ့ရတယ်သူတို့ခြေစွမ်းဘလောက်ပဲစိုးနေစိုးနေပြီးတော့တိုက်ဆိုင်တာအဲအဲ့လိုတွေးဆုံတဲ့ကာလတွေကလီဗာပူးအသင်းဒီ current form အောက်နေတဲ့အခြေအနေမျိုးမှာလလာပြီးတွေးဆုံတာကိုလည်းတွားပြီးတော့သတိထားမိတယ်ပေါ့နော်အခုဆိုလည်းဒီလိုအခြေအနေကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီပွဲမှာတော့အာနီစလော့ ဒီ United ကိုနိုင်ဖို့ကမလွယ်ဘူးဆိုပေမဲ့သူ့အနေနဲ့လည်းအပြောင်းအလဲတွေလုပ်နေရတယ်ဘလို့အပြောင်းအလဲတွေဟိုဒီပွဲမှာမြင်မြင်ရမလဲကိုကျွန်တော်စောင့်ကြည့်ရမယ်ဒီပွဲမှာပဲစလုပ်မလားဒါမှမဟုတ်ဒီပွဲပြီး reset တကယ်လို့မကောင်းခဲ့ဘူးဆိုတော့မှနောက်ပွဲကပဲစပြောင်းမလားတော့ကျွန်တော်အဲ့ဒါကိုတစ်ချက်စောင့်ကြည့်သွားရမယ်ပေါ့ဟုတ်ကဲ့ပါစစ်သူတွေဒါ Manchester United အသင်းကတော့ဒါအားလုံးသိတဲ့အတိုင်းပဲဒါပြီးခဲ့တဲ့ International Break မတိုင်ခင်မှာတော့ဒါ Sergeant Racking တို့ကတော့ Amorin ပေါ်မှာအချိန်ပေးမယ်လို့ပြောရတယ်ပေါ့လေအဲ့ဒီစကားတခွန်းကတော့ဘာပဲပြော Amorin ရဲ့ လက်ရှိမှာကြောက်ရွံ့နေတဲ့ဖီအားတော့ဘယ်လိုပြောမလဲဒီတဝက်လောက်တော့ရော့ကျသွားစေတယ်ပေါ့လေအဲ့တော့သူ့ဘက်ကပဲဟိုတက်တဲ့ပြောက်ကိုပဲလိုတော့တာပေါ့လေအဲ့တော့ဒီပွဲမှာဒါပထမဆုံးဒါဒီရာသီမှာဒါအင်္ဂလန်ဒါဘီမှာဟိုဟာအန်ဖီမှာရင်ဆိုင်ရမှာလည်းဖြစ်တယ်အဲ့တော့မန်ဆာယူနိုက်တက်အနေနဲ့လက်တလောမှာဒါဆာဂျင်ရက်ကစ်တို့ပြောသလိုပဲသူတို့ဒါကွန်စစ်တန်စီရှိဖို့သူတို့အရန်လိုအပ်တယ်လို့ပြောချင်တယ်ဗောလေအဲ့တော့ဆလိုတာကဆာဂျင်ရက်ကစ်တို့ဘက်ကလည်းဒါအမှန်တမ်းပြောမယ်ဆိုတော့ဒါအမော်ရင်ရဲ့အသင်းကိုဒါဟိုလက်ရှိမှာဒါ မမြင်တွေ့ရတဲ့ဒါနှစ်ပွဲဆက်အနိုင်နေသုံးပွဲဆက်အနိုင်နေလေးပွဲဆက်အနိုင်နေဒါတို့လိုချင်တယ်လို့ပြောတာ ਨੇ အတူတူပဲပေါ့လေအဲ့တော့ဒီပွဲမှာတော့ Manchester United အနေနဲ့ဟိုဘလိုတွေအပြောင်းလဲလောက်လာနိုင်လဲအဲ့ဒါအဲ့ဒါ ਨੇ စပြီးတော့ဒါစီသူစပြီးတော့တုံးသပ်ပြပါဦးဗျဟုတ်ကဲ့ဗျအဲဒီ Sergeant Redcliffe ကတော့ဒီ backing လုပ်တဲ့စကားမျိုးပြောခဲ့တယ်ပေါ့နော်အဲတခုတော့ရှိတယ်အဲ့စကားတွေကအမော်ရင်အတွက်ဒီအသုံးဝင်တယ်ပြီးခဲ့ ပြီးခဲ့တဲ့အချိန်တွေတော့လည်းဒီပြောတဲ့အခါမှာမော်ရင်အနေနဲ့စိတ်တက်တက်ကြွမှုတွေကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်အဲ့တော့အသုံးဝင်တယ်လို့ကျွန်တော်တို့ပြောရမယ်ဒါပေမဲ့ဒါကစကားတစ်ခုပဲပေါ့နော်ဟောဒီတန်ဟက်တိုလက်ထက်တော့ကလည်းမော်ရင်အဲ sorry ဒီတန်ဆာဂျင်ရက်ကလစ်တို့အနေနဲ့ဒီလိုမျိုးဘက်ကင်ပေးတဲ့စကားတွေပြောခဲ့ပူတယ်အဲ့ဒါကတော့ဒီကိုနီးပြကိုအားပေးတာပေါ့နော်ဒါပေမဲ့တကယ်တမ်းလက်တွေ့ရလက်တွေမရလာတဲ့အခါမှာတော့ဟိုမရလာဘူးဆိုရင်တော့သူတို့လက်တွေ့ကြကြပဲဆုံးဖြတ်သွားမှာပေါ့လေအဲ့ဒါကတော့အလုပ်တွေရဲ့သဘောတရားအတိုင်းပဲပေါ့အဲ့တော့ အဲဒီစာချုပ်ကလစ်ထောက်ခံစကားပြောကြားလာတော့အမော်ရင်အတွက် effect တော့ရှိတယ်ကောင်းလဲကောင်းတယ်ပေါ့ပြီးတော့ဒီအသင်းရဲ့အခြေအနေပေါ့နော်အသင်းရဲ့အခြေအနေကတော့ယုံကြည်စိတ်ချရလို့မရတဲ့အနေအထားမှာရှိနေတယ်ပြီးခဲ့တဲ့ဒါဆန်နလန်နဲ့နိုင်တယ်ပေါ့နော်ပြီးတော့ဒီအင်ကွင်း၃ပွဲစတိုက်နိုင်ထားတယ်ဆိုတဲ့ရလမျိုးလေးပေါ့နော်ဒါပေမဲ့အဲအင်ကွင်း၃ပွဲမှာဘန်လီနဲ့ဆန်နလန်ပြီးတော့နောက်ထပ်တသင်းကချက်စီ၁၀ရောက်တဲ့ချက်စီပေါ့နော်အဲ့တော့ဒီအခြေအနေတွေကိုလည်းကျွန်တော်တို့ထည့်သွင်းတက်ချွတ်ဖို့ဟိုလိုတယ်ပေါ့နော် စနိုက်တဲ့အနေနဲ့နိုင်တဲ့ပွဲတွေလည်းရှိတယ်ခြေစွမ်းကောင်းတဲ့ပွဲတွေလည်းရှိတယ်ဒါပေမဲ့ခြေစွမ်းညံ့တဲ့ပွဲတွေလည်းအများကြီးရှိတယ်ပွဲချိန်ဒီတစ်ခုတည်းအတွင်းမှာပဲခြေစွမ်းကတက်လိုက်ကြလိုက်ဖြစ်နေရတယ်အများကြီးရှိတယ်ဒါကြောင့်စနိုက်တဲ့နဲ့ပတ်သက်လာရင်ရိုးရိုးလေးပြောရမယ်ဆိုရင်လုံးဝယုံကြည်စိတ်ချရလို့မရတဲ့အသင်းဖြစ်တယ်အဲ့တော့ two faces ရှိတယ်ပေါ့နော်ဒီအသင်းကမျက်နှာနှစ်ဖက်ရှိတဲ့အသင်းဒါခါလေးကြရင်လေသူရဲ့စိတ်သက်သက်ကြွမှုတည်ငြိမ်မှုနဲ့သူတို့လိုချင်တဲ့ကစားပွင့်ရရှိရင်တော်တော်လေးကောင်းလာအောင်မြင်တွေ့ရတယ် အခြားတစ်ဖက်မှာတော့နောက်ထပ်မျက်နှာဖုံးတစ်ခုရှိတယ်အဲ့ဒါကကြတော့အဲဒီအားနေချက်ပေါ့နော်သူတို့ရဲ့ကွင်းလေအားနေချက်ခန်းစစ်ပိုင်းအားနေချက်သူတို့ရဲ့ဒီအပေါက်အပြဲတွေများတဲ့ခန်းစစ်ကစားပုံအဆရှိသဖြင့်ဒီအချက်တွေကိုကျွန်တော်တို့မြင်တွေ့ရအဲ့တော့ United နဲ့ပတ်သက်လာရင်ကျွန်တော်တို့က two phases ရှိရလို့ပြောရလိုက်မယ်ပြီးတော့တကယ်တမ်းဒီ Liverpool အသင်လက်ရှိအခြေအနေမှာရုန်းကန်နေရတဲ့အနေအထားလေးတွေတော့ရှိတယ်ဒါပေမဲ့ Liverpool ရုန်းကန်ရဆိုတာထားပါတော့ပြီးခဲ့တဲ့နှစ်ပွဲဆက် Premier League နှစ်ပွဲဆက်ရှုံးတယ်ဒါပေမဲ့အရှုံးသွားတဲ့ အနေထားကနောက်ဆုံး minute 9တွင်လည်းရှုံးသွားတာဖြစ်တယ်ပေါ့နော်အဲဒီလိုဒိန်းဆောက်တသေးလေးတွေ Liverpool မှာမြင်ရတာပေါ့နော် United ရဲ့အနေထားကြတော့တကယ်တမ်းအကောင်းဆုံးအနေထားချင်းရှင်မယ်ဆိုရင် Liverpool လည်းအကောင်းဆုံးခြေစွမ်းရတယ် Manchester United လည်းအကောင်းဆုံးခြေစွမ်းရတယ်အဲ့လိုအခြေအနေမျိုးမှာ United ဟာ Liverpool ကိုရှင်နိုင်ဖို့မလွယ်သေးဘူးပေါ့နော်အဲ့ဒါကပကတိအမှန်တရားဖြစ်တယ်နောက်ထပ်အားသာချက်တစ်ခုအနေနဲ့ United ရဲ့ဒီအပြောင်းလဲတွေဒီပွဲဘယ်လိုလုပ်လာနိုင်လဲဆိုတာထက်ကျွန်တော်တို့ဒီ Amorin နဲ့ Arne Slot ရဲ့ ဒါရှင်းဆိုင်ရှင်းပြိုင်မှုပေါ့နော်ပြီးခဲ့တဲ့ရာသီမှာဒါထူးထူးတည်ကြခဲ့တယ်အဲ့ပွဲက Arnold Slot ကိုအဲဒီခေါင်းခဲစရာတွေပေးခဲ့တဲ့ပွဲဖြစ်တယ် Amorin က long ball တွေအများကြီးအသုံးပြုသွားခဲ့တယ်အဲ့တော့အဲ့ပွဲမှာဒါ long ball 62ချိန်အထိသုံးခဲ့တယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ပေးပို့မှုစုစုပေါင်း15%အထက်မှာရှိတယ်တော်တော်လေးများပြားပြီးတော့ဒီ behind the backline ပေါ့နော် behind the backline ပြေးလွှားမှုတွေနဲ့ တော်တော်လေးကိုဒုက္ခပေးခဲ့တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ Manchester United ဟာအကောင်းဆုံးအနေထားမှာတော့ရှိနေခြင်းမှာရှိနေလိမ့်မယ်ဒါပေမဲ့သူတို့ရဲ့လက်နက်တချို့အစိပ်ပိုင်းတချို့ပေါ့နော်အဲ့အစိပ်ပိုင်းတချို့က Liverpool ကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့အနေထားရှိတယ်ဆိုတာကိုမနစ်ကလည်းပြသခဲ့တယ်လက်ရှိအချိန်မှာလည်းဒါပိုင်ဆိုင်ထားတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲကိုကျွန်တော်တို့မြင်ရမယ့်အခင်းအကျင်းအနေနဲ့တော့ကျွန်တော် Manchester United ဘက်ကအဲ့လိုအခြေအနေလေးရှိရလို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါစီသူကြီးအဲ့ဒါဆိုတော့ဟိုစီသူကပဲပြန်ပြီးတော့ဆက်ပြီးသုံးသပ်ပေးပါဦးဗျာဒါ Manchester United အသင်းကတကယ်တော့ ။ရပြန်စဉ်းစားကြည့်လို့ရှိရင်ဒါ 7C နဲ့ဒါရှုံးသွားပြီးတဲ့နောက်ပိုင်းပေါ့လေဒါဟိုမန်ချက်စတာယူနိုက်တက်ကလီဗာပူးကိုရှုံးခဲ့တာတပွဲလောက်ပဲရှိတာပေါ့ဒါပြီးခဲ့တဲ့အင်ကွင်းနှစ်ပွဲအန်ဖီမာလည်းဒါတေဟိုဘယ်လိုပြောမလဲရလက်ကောင်းခဲ့တယ်ပေါ့လေဟိုမနိုင်အောင်မှရလက်ကောင်းခဲ့တယ်ဆိုတော့အခုလက်ရှိဒါမန်ချက်စတာယူနိုက်တက်ရဲ့ဒီယာဒီမှာအမော်ရင်သွားနေတဲ့ပုံစံကလည်းဒါဟိုမိုးဒါရိုက်ဖြစ်တယ်ပေါ့ဒါလောင်းဘောတွေအများကြီးသုံးလာတယ်အဲ့လိုမျိုးပဲဒါဟို front the back ကနေလည်းဒါလောင်းဘောတွေအများကြီးသုံးလာတယ်အဲ့လိုပဲဒါဂိုးသမားနေရာနေပြောရမယ်ဆိုတော့ဒီဘင်းဒီယာပဲဖြစ်ဖြစ်ဒါဟို စနလမ်းမမဖြစ်ဖြစ်ပေါ့လေဒီကစားသမားတွေကပြပုနှိရတယ်ဟိုဒီဘယ်လိုပြောမလဲဒီလောင်းဘောတွေပဲသွားတယ်ပေါ့လောင်းဘောတွေသွားမယ်ချက်စကိုစီသွားသွားအမ်ဘူမိုစီသွားလူမျိုးစကန်ဘောတွေကနေစပြီးတော့အဲ့လိုကောက်ပြီးတော့ပဲတိုက်ရိုက်စင်တာများတာဆိုတော့ဒီလာမဲ့ဒီအခုလာမဲ့ MF နဲ့ပွဲမှာရောဒီလိုမျိုးမိုးထားလိုက်ပဲသွားဖို့များလားဒီလိုမှမဟုတ်ဘယ်လိုမျိုးပြင်ဆင်လာနိုင်အဲ့ဒါလေးဆက်ပြီးသုံးသပ်ပေးပါဦးဗျဟုတ်ကဲ့ဗျအဲနှစ်ပိုင်းပေါ့နော်တိုက်စစ်အပိုင်းနဲ့ခန့်စစ်အပိုင်း ကျွန်တော်စဉ်းစားမိထားတာရှိရပေါ့လေ။ဘိုက်ဆက်ကိုတော့အဲ့လိုပုံစံပဲသွားမယ်လို့ကျွန်တော်အနေနဲ့ယူဆရတယ်။လီဗာပူးကို control play ခြင်းသွားရှင်ကစားလို့မရ။အဲလိုမှအဆင်မပြေနိုင်ဘူးပေါ့နော်။အဆင်မပြေတဲ့သူတို့ drive play ကိုပဲပို့ပြီးတော့သွားလိုက်မယ်။လက်ရှိအချိန်မှာလည်းပို့ပြီး drive ဖြစ်တဲ့ play ကိုကစားနေတယ်။ပြီးတော့ဒီ Arsenal နဲ့ပွဲတို့အဲ့လိုအခြေအနေမျိုးတွေကျွန်တော်ပြန်ကောက်ကြည့်မယ်ဆိုရင် moderate play ကိုအသုံးလာတွေ့ရရင်နောက်ဆုံးပြား Sunderland လို့အသင်းကိုတော့သူတို့ moderate play ကို သွားတာကိုတွေ့ရတယ်။ transition တွေမျက်မျက်လောက်တာကိုတွေ့ရတယ်ပေါ့နော်။အပြီးတော့ဒီတောင်းပန်အသုံးပြုမှုပေါ့နော်။ Liverpool အသင်းကို Liverpool အသင်းနဲ့ရင်ဆိုင်တဲ့အခါမှာကိုယ့်ဘက်ကလည်းဒီကြောက်စရာတွေရှိတယ် Liverpool ဘက်ကကြောက်ရမယ့်အပိုင်းတွေရှိတယ်။အဲ့တော့နီးပြားတွေကဒီ risk တွေကတော့ဘလို့ပဲဖြစ်ဖြစ်ပဲနီးပြောင်းမှာဖြစ်ဖြစ် risk တွေရှိတယ်။အဲ့တော့ဘယ် risk ကိုယူမှာလဲဘယ် risk ကိုကိုကကာကွယ်မှာလဲဘယ်အပိုင်းကိုတော့ကိုက short ချလိုက်မှာလဲပေါ့နော်။အော်ဒီအပိုင်းကိုတော့ငါဒီလောက်ထိ100%အာရုံမထားတော့ဘူး။အဲ့လိုမျိုးအရာလေးတွေခြင်တွေ့ရမှာပေါ့နော်။အဲ့တော့ဒီဘွဲမှာလည်း သူတို့ပြန် win best position နဲ့မှာအာမတ်ကိုမတော့မဲနဲ့ခန်စစ်ဘက်ကိုပွားတန်တဲ့ဟာမျိုးကိုသူစဉ်းစားမယ်ဆိုရင်သူခန်စစ်ဘက်မှာတော့ကောင်းမကောင်းမသေးကြဘူးဒါပေမဲ့သေချာလာကတိုက်စစ်ဘက်မှာညံ့သွားမှလို့သေချာတယ်အဲ့လိုအဲ့လိုပုံစံမျိုးလေးရှိတယ်ပေါ့နော်အဲ့တော့ဒီအချက်ကလေးတွေကိုကျွန်တော်တို့စောင့်ကြည့်သွားဖို့ရှိတယ်ဒီပွဲကိုချင်းကပ်ပုံနဲ့ဆိုရင်ဒါမေဆင်မောက်ကပို့ပြီးတော့ fresh ဖြစ်နေမယ်ပေါ့နော်မတ်ချက်ကူညာကဒီဘရာဇီးအသင်းနဲ့လိုက်ပါထားနိုင်ငံတကာခီးစင်လိုက်ပါထားတဲ့အတွက်သူ့အနားအနားယူချိန်နဲ့ပို့ပေးထားတယ်အဲ့တော့ ဒီမစ္စမောက်ကိုထည့်သွင်းစဉ်းစားမယ်ဆိုရင်မစ္စမောက်ပါတဲ့အခြေအနေမှာ Manchester United ရဲ့ကစားဟန်ပို့ပြီးတော့ကောင်းတော့ကျွန်တော်တို့တွေ့ရတယ်ပြီးတော့နောက်ထပ်တစ်ပိုင်းပေါ့ခန်စစ်အပိုင်းဒီညနဲ့ချိတ်ဆက်ပြီးတော့အမြင်လို့ရတယ်ပေါ့နော်မစ္စမောက်ပါလာတဲ့အခါမှာခန်စစ်ကစားပုံပို့ပြီးတော့ကောင်းတော့တွေ့ရတယ် pressing ကစားတဲ့အပိုင်းမှာဟန်ချက်ညီပါကိုတွေ့ရတယ်ဒါပေမဲ့အမြင်ဟန်ချက်ညီနေရအောင်ပေါ့အမော်ရင်ဘလို့သုံးတယ်လဲဆိုတဲ့အပေါ်မှာမူတည်တယ်အဲ့တော့ပြီးခဲ့တဲ့ဆန်ဒါလန်နဲ့ပွဲဆန်ဒါလန်နဲ့ပွဲမတိုင်ခင်မှာမစ္စမောက်ပါခဲ့တဲ့ပွဲအဲ့ပွဲတွေရဲ့ ီ structure တွေမတူဘူးပေါ့လေစနက်လန့်ပွဲမှာသူတို့ရဲ့ pressing intensity ကညော့တာကိုတွေ့ရတယ်ပြီးတော့ဒီလေးလေးနဲ့ပုံစံမျိုးဘက်ကိုပို့ပြီးတော့သွားတယ်ပေါ့နော်ကွင်းလေရဲ့အပေါက်တွေကိုပိတ်လိုက်တဲ့ပုံစံမျိုးဖာထိထားတဲ့ပုံစံမျိုးတွေ့ရတယ်ပုံမှန်အားဖြင့်၅နှစ်၃ပုံစံကြီးနဲ့ဒီဟာကွက်တွေအများကြီးပြင်နေရတဲ့ပုံစံမျိုးကိုအမော်ရင်နဲ့ပြန်လဲပြင်ဆင်လိုက်တယ်ပေါ့နော်အဲ့တော့လက်ရှိအခြေအနေမှာအဲ့ဒီပြင်ဆင်ပြီးတော့အဲကောင်းမွန်တဲ့တိုးတက်တဲ့ရလဒ်တွေကိုမြင်ခဲ့ရတဲ့အတွက်အဲ့ဒီအပြောင်းလဲတွေပဲအဲ့လိုအခင်းကျင်းဘက်ကိုသွားမယ်လို့ကျွန်တော်ကတော့ယူဆမိတယ် အပြီးတော့ United ကန်စစ်အပိုင်းတတ်တတ်ပြောမယ်ဆိုရင်ကန်စစ်ကလိုအပ်ချက်တွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့ကွင်းလယ်ကလုံလောက်အောင်ကာကွယ်မပေးနိုင်ဘူးပေါ့နော်အဲ့တော့ Manchester United ကွင်းလယ်ဟာ၂ယောက်တည်းနဲ့ကစားတယ်ဒါ Premier League မှာများသောအားဖြင့်အသင်းတွေက၃ယောက်ကစားတယ်ပေါ့နော်အဲ့တော့ Manchester United ကွင်းလယ်လောလောဆယ်မှာ၂ယောက်တည်းကစားပြီးတော့အဲ့၂ယောက်တည်းကမှဒါကွင်းလယ်ပဲဖြစ်ဖြစ်ကွင်းတိုင်းစစ်ကပဲဖြစ်ဖြစ်ဘီကန်စစ်ကပဲဖြစ်ဖြစ်ဝင်းဘတ်စီကပဲဖြစ်ဖြစ်ကူညီပေးတဲ့ကစားပုံရှိတယ်ပေါ့နော်အဲ့တော့အဲ့အဲ့ကစားပုံက အရင်ဟန်ချက်မညီဘူး natural အပြင်အားနယ်ချက်ရှိတယ်အဲ့ဒီအတွက်လည်းမကြာခဏတိုက်ခိုက်ခံရလေရှိတယ်လေဘာဘူးအသင်းကကြတော့ဒီ central area တွေကောင်းကောင်းကစားနိုင်တဲ့အသင်းဖြစ်တယ်ပေါ့နော်အပြီးတော့ဒီ control zone တွေကို opter ကထုတ်ပြန်တဲ့အခါမှာကျွန်တော်ကြည့်လိုက်တဲ့အခါမှာ Manchester United ရဲ့အားနယ်ချက်ဒီ right wing back နဲ့ဒီ right center back ရဲ့အပဝန်ကျင်နေရာဒီမှာ Manchester United က control တော်တော်လေးကင်းမဲ့တာတွေ့ရပြောမလို့ဆိုသူတို့ကအဲ့အပိုင်းကိုတိတ်ပြီးတော့တုံးလို့မရှိဘူးပေါ့နော်ကြော်ကြော်ပြီးတော့ကစားတဲ့ပုံစံမျိုးအဲ့တော့အဲ့အပိုင်းဟာဒီဘက်မှာ Liverpool ရဲ့ အာယုံကြလာမဲ့နေရာမျိုးဖြစ်တယ်ပြီးတော့ကွင်းလေအလေအဒိုးနဲ့အပေါက်ကြီးအလီဗာပူးတို့အာယုံကြနေတဲ့နေရာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်လာရင်အဲဒီအာသာချက်တွေရောရှိတယ် direct attack တွေကောင်းကောင်းကစားနေတဲ့အချက်တွေရောရှိတယ်ဒါပေမဲ့ငကိုတွေကရှိနေတဲ့ underlying weakness တွေဖြစ်တဲ့ဒီ cancer bind နဲ့ဒီ cancer bind ကိုကောက်ွက်ပေးထားတဲ့အပိုင်းတွေမှာလိုအပ်ချက်တွေလည်းရှိနေတယ်လို့ကျွန်တော်ကမြင်ပါတယ်ဗျဟုတ်ကဲ့ပါအာတကယ်တော့ မန်ဆန်ယူနိုက်တက်ကတော့မှန်တိုင်းပြောရမယ်ဆိုတော့ဒါလီဗာပူးအသင်းထက်ပေါ့လေဘလို့အခြေအနေမှာပဲဖြစ်တကယ်ကိုအားနည်းနေတဲ့အသင်းမျိုးဆိုတော့ဒါလူတိုင်းလည်းသိတယ်ပေါ့လေအဲ့တော့ဟိုဒါပေမဲ့လည်းတခုရှိတာကလီဗာပူးအသင်းမှာလည်းတကယ်တော့နေရာဆုံးအားနည်းနေရပဲလေအဲ့တော့ဟိုလီဗာပူးအနေနဲ့ဒီဘက်မှာတည်ကြပါလေဒါမတ်စွန်းဖြူတော့လိုနေဘာလို့ဆိုတော့ဒါသူတို့ရဲ့ဒီတိုင်တန်ကွန်နန်နာကနေဒါသူဖဲမသွားအောင်ပေါ့လေအဲ့တော့လက်ရှိမှာဒါအာဆင်နယ်နဲ့ဟိုရမက်ကချင်းမြောင်းနေသေးတယ်အဲ့ဒါပိုပြီးချင်းမြောင်းမတော်လို့ဖို့တော့လိုတယ်အဲ့တော့လက်ရှိမှာကဒါလီဗာပူးအသင်းမှာလည်းဒါနေရာဆုံးဘက်ပေါင်းဆုံးမှာကအားနည်းချက်တွေရှိနေတယ်ဆိုတာမှန်မှန်ကျွန်တော်မြင်တာတော့ ဒါကွင်းလေလိုအပ်ချက်ပေါ့လေကွင်းလေတော့တော်တော်လေးကြီးမားလေလို့မြင်တယ်ဒီကွင်းလေလိုအပ်ချက်ကြောင့်ပဲတိုက်စစ်ရောခံစစ်ရောအားနဲ့တွားရဘူးလေမြင်တယ်ပေါ့လေအဲ့တော့ဒီဘက်မှာတော့ဒါကိုကောင်းတဲ့အနေနဲ့ဒါလဘဘူးအနေနဲ့ဒါကွင်းလေပိုင်းဘလို့အခင်းမျိုးဘလို့အခင်းချင်းမျိုးနဲ့လာနိုင်လေအဲ့တော့ဟိုနောက်ထပ်ပေါ့လေဒီဘလို့သူတို့ရဲ့ကွင်းလေပိုင်းဘလို့မျိုးပြင်ဆင်လာလဲဆိုတော့ဒါကိုကောင်းတဲ့ဆက်ပြီးဆွေးနွေးပြပါဦးဗျဟုတ်ကဲ့ပါ လီဗာပူးမှာလည်းတကယ်တော့ဟိုစဉ်းစားကြရင်နှစ်ချက်တော့ရှိတယ်ပေါ့လေပထမချက်ကဒီ United ရဲ့ဒီ shape ကိုအသာရချင်တဲ့ဒီဘယ်လိုလဲ reactive way နဲ့သွားမှာလားဒါမှဒီ proactive way အရာဆိုရင်ရောကိုပုံစံနဲ့ပဲကိုဆက်သွားမှာလားဆိုတာပေါ့အဲကိုပုံစံနဲ့ပဲကိုဆက်သွားရဲဆိုရင်အနေထားမှာဟိုကလီဗာပူးကမပြေလည်မှုလေးတွေရှိတယ်ဒီကန္နာအတီးတီးမှာဒီတိုက်ဆက်မှာဒီ present ပေးတယ် ဒီ present unit က coordination မကောင်းဘူးဆိုတဲ့ဟာမျိုးကိုယ်စစ် unit မဖြစ်ဘူးဆိုတဲ့ဟာမျိုးဒီခန်းစစ်က beat up လုပ်တယ်ဘောလုံးတွေက penetration မဖြစ်ဘူးအချိန်တိုင်းရင်ဒီ long ball တွေပြန်သွားရဲဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်အဲသူတို့ရဲ့အဓိက United အရှိပွဲတွေရှိလာတွေတော့ဖြစ်ခဲ့တဲ့ပြဿနာတွေလည်းသွားတူတယ်ဒီ present မှာလုံးဝဟို combat ဖြစ်မနေဘူးပေါ့နော်ဒီ present block ကဒီ ani slop ရဲ့ပြီးခဲ့တဲ့ယာတီကဒီ present မှာဆိုရင် तू present တက်ပြီးတဲ့ဒီထိတ်ဆုံးကစားသမား trigger ကဒီ ဆော့ဘတ်စလိုင်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်ဒီ force nine ကစားတဲ့ louis dias ဖြစ်ရင်ဖြစ်မှာသူနဲ့ဒီနောက်ဆုံးမှကြံခဲ့တဲ့ bajan van dyne နဲ့အကွာအဝေးရဒီ25မီတာအာကနေမိသား30လောက်ထိပဲရှိတယ်အဒီဟာဒီမှာတော့ဒီ present trick ကလုတ်တဲ့ဒီ florian vias ပေါ့နော်အဲသူရဲ့သူနဲ့ဒီနောက်ဆုံးမှကြံခဲ့တဲ့ back line က အဲဗာဂျက်ဗန်တိုင်းနဲ့အကွာဝေးရမီတာ35မီတာလောက်တိကိုတက်လာတာတွေ့ရတယ်အဲအဲ့လိုကြည့်ချင်းအပြင်ဒီဘလော့ကပြန့်ကျဲသွားတယ်ဗောနော်ပြန့်ကျဲသွားပြီးဒီကွင်းလမ်းမှာ gap တွေပေါ်တယ်အဲ့ gap တွေကိုသူတို့ဘာကိုစဉ်းစားထားလဲဆိုတော့အဲ့ gap တွေကိုဝင်ဖြည့်ဖို့သူ corridor gap ကိုဒီတက်လိုင်းတိဆွဲချထားတယ်ဒါမဲ့အဲ့ corridor gap ကအဲ့ gap ကိုပဲဝင်ဖြည့်ရမှာလားဥမာဗောဒီ Chelsea နဲ့နေမှာဆိုလဲဒီ Malago Store ကိုတကယ်တော့ကျွန်တော်အမြင်ရဆုံးဒါသူ့လူ Malago Store ကအဲ့နေရာပွဲစမှာအဲ့ Malago Store ကိုဝင်ကြည့်ရမှာလားသူတကယ်တော့ Malago Store ကိုကွယ်ပြီးတော့ပဲသူက ီ regain စီပုံလုံးရောက်တော့မှ regain ကိုတက်ပြီးဂျမ်းမြန်ဂျမ်းမြန်ပုံစံမျိုးပေါ့နော်ဒီ pressing shape theory ရအောင်လာဒါပေမဲ့သူ့မှာ क्वे ပြတဲ့ဒီ tactical instruction ရမနေဘူးလို့ကျွန်တော်ခံစားရတယ်အဲ့တော့ ဒီဟုတ်ပြီဒီပုံစံပြောတဲ့ဝေမသွားတော့ဘူးကျွန်တော်တို့ဒီဒီဟာလည်းဒီ United နဲ့ပွဲမှာကျွန်တော်တကယ်လို့ဒါ Liverpool ကရလက်မကောင်းခဲ့ဘူးဆိုအပြောင်းလဲတွေကဆက်ပြီးမြင်လာဖို့ရှိတယ် formation အပြောင်းလဲတွေပြောတာပေါ့နော်ဟုတ်ပြီမထူးတော့ဘူးဒီ United နဲ့ပွဲကဆက်ပြီးတော့ပြောင်းလိုက်မယ်ဆိုရင်ဩအဲ့အဲ့အတွေးပေါ့နော်အဲ့အတွေးကဘယ်ကနေလာလဲဆိုတော့ဒီဒီ Armorin ရဲ့ဒီ3421ပေါ့နော်ဒီ shape အရဆိုရင်ဒီ ဒီလီဗာပူးရဲ့ကာကက်ချ်တို့ဒီညာချမ်းဘရက်ဒလီဖြစ်ဖရင်ပေါင်ဖြစ်ဖြစ်ဒီအာမိုရင်ဘက်ကဒီဘက်ချမ်းမှာဆိုလဲဒီအာမတီယာလိုနဲ့အန်ဘူးမိုးကိုရင်ဆိုင်ရမယ်ဟိုဘက်မှာဆိုလဲဒီဒါလောနဲ့ဒီဘက်ကမေဆင်မောက်သို့မဟုတ်ဘရူနိုဖာန်ဒက်ဆိုသူတို့ရင်ဆိုင်ရမယ်သူဘက်ဆက်ဝန်အနေထားပါတော့အဲ့တော့မထူးလီဗာပူးကဟိုဖလော်ဒီယန်ဗီယက်ဆက်အကောင်အအကောင်ဆုံးခြေစွမ်းကိုလည်းရဖို့သူတို့ရဲ့ဒီ right white white channel တွေမှာထက်နေတဲ့ဒီ gapo tagash ဒီဘက်ဆာလာဖရင်ပေါင်ဆိုတဲ့ဟာကြီးကိုတစုံတစ်ခုကိုကျွန်တော်တို့ရွေးချယ်လိုက်တော့ဖို့ပေါ့နော်ဒီ ပြောင်းလဲသိပြီလို့ကျွန်တော်မြင်တယ်အဲ့ဒါဆိုတော့ခုကဘာလဲဆိုတော့ဒီရှိမှာကျွန်တော်ပြောပြပြောပြခဲ့တယ်လို့ပဲဒီ cash cash နဲ့ frame bound ကသူတို့ရဲ့အသင်းဟောင်းနေမှာ wood holder တွေဖြစ်တယ်ပေါ့နော်အဲ့ဒါပဲသူတို့ကပဲ wood ကိုပဲအပြီးပိုင်းပေးလိုက်ပြီးတော့ကျွန်တော် inside forward နဲ့ကစားလိုက်မယ်ဒီ shape ကိုလည်းကျွန်တော်တို့ပြောင်းလဲလိုက်သိပြီလို့တော့ကျွန်တော်မြင်တယ်ပေါ့နော်ဟို442ဒီ diamond ပေါ့ diamond မြေဖီနဲ့442ပေါ့ inside forward ဒီတိုက်ဆက်မှာဒီ akitike နဲ့ဆာလာကဘယ်ချမ်း inside forward နဲ့ညာဆက် inside forward ဖြစ်မယ်ဒီကွင်းလေ လေးယောက်မှာမစ်ဖီဒီဒိုင်းမွန်ရှိတ်မှာဒီစိန်ပွင့်ထိပ်ဆုံးကစားသမား Florian VS ဖြစ်မယ်ဒီစိန်ပွင့်ရဲ့အခြေမှာမက်ဂါလက်စတာ Grand Vest Sovers Line ဖြစ်မယ်နောက်တန်းလေးယောက်ကဒီ Frenbaum ဒီ Konate Van Dijk Garcia ဖြစ်မယ်ပေါ့နော်အဲ့ဒါဆိုရင်တို့ဒီ fullback တွေကလည်းတို့ ရှေ့ကအသင်းဟောင်းနေမှာကစားခဲ့တဲ့ system တွေကိုအံဝင်သွားနိုင်တယ်အရှိမသူတို့ whip ကိုယူထားတဲ့သူတို့ရှေ့မှာကပ်ပိုမရှိတော့ဘူးသူတို့ရှေ့မှာဆာလာမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးဆာလာဒီအတွင်းထဲဝင်သွားပြီပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ရှေ့ကိုပြင်လိုက်သိမ့်ပြီလို့ထင်တယ်အပြောင်းလဲအဲ့လောက်ကြီးဟိုဟနေတယ်လို့တော့ logic မကြောက်လို့ဟိုအဲ့ဒီအပြောင်းလဲ logic မကြောက်လို့လည်းမခံစားဘူး logic ကြားတယ်ပေါ့နော်ဒီအပြောင်းလဲ Florian VS ရဲ့အကောင်းဆုံးခြေစွမ်းကိုမြင်တွေ့ရနိုင်တယ်ကွင်းလဲမှာလဲဒီ Miffy Diamond အခြေမှာဒါဥမာပြောရရင်ဒါ Ancelotti ရဲ့ဒီ ဒီ Christmas tree ပုံစံမျိုးပေါ့နော်ဒီဒီ C-dot ရဲ့ဒီ PR ရဲ့ Gadu ဆိုရဲ့အရှိမကာကာဆိုတဲ့ပုံစံမျိုးကိုယူလိုက်တဲ့ပုံစံမျိုးပေါ့အဲ့ဒါမျိုးကိုသွားသိမ့်ပြီလို့ထင်တယ် Akitike ကလည်းဒါ Winger Light Striker ပေါ့နော်ဒီဒီတောင်ပံကစားသမားလို့ကစားနိုင်တယ်တိုက်စစ်မှုဆိုတော့ဒါကလုံးဝ logic ကြရတယ်ဆာလာကလည်းသူတချင်ရဒါ inside forward row မှာဘလောက်တောင်တောက်ပြောင်ပဲလဲဆိုတာကိုမြင်တွေ့ရတာမြင်တွေ့ထားခဲ့ရပြီလားတက်တည်ပြပြီလားကစားသမားဆိုတော့ဒီ shape ပြဆိုရင်တော့ဒါ United နဲ့ပွဲမှာပဲစပြီးတော့ပြောင်းလဲလိုက်သိမ့်ပြီလို့တော့ကျွန်တော်မြင်ပါတယ် ဟုတ်ကဲ့ပါတကယ်ဆိုရင်အဲ့လိုမျိုး shape ပြောင်းလဲလိုက်မယ်ဆိုရင်ရောဒါလဘဘူးအသင်းဘက်ကပေါ့ဒါတချို့ကစားသမားဖြစ်တဲ့ဒါဟိုဟာ AKTK တို့ဟိုဟာ A set တို့ foreign back တို့ဒီကစားသမားတွေနောက်ပြီးတော့ဟိုကိုရီကေဘိုပေါ့လေဒီကစားသမားတွေကတော့နှစ်ယောက်လောက်တော့စတေးရမယ်နဲ့တူရနော်အဲ့လိုမျိုးဟိုဟာအဲ့လိုမျိုးရောဟိုဟို unison နဲ့ပြောင်းလဲပါမလားဒါကောင်းတယ်ဆက်ပြောပြီးပါဦးပြောင်းလဲသင့်ပြီလို့မြင်လာပြီဟုတ်ကဲ့ဒီဒီ reserve ကိုပဲဖယ်လိုက်မယ်ဆိုရင်ဒီကစားကြတဲ့ဒီကစားခဲ့တဲ့ဝယ်တွေမှာ तू အိုက်ဟန်ချက်ကိုဒီ shape နဲ့ကိုတိဆောက်နေလို့ မဖြစ်တော့ဘူးမရဘူးလို့တော့ကျွန်တော်မြင်နေပေါ့နော်ဒီအထူးသဖြင့်အဲ့ဝတ်တွေမှာထပ်နေတဲ့ပုံစံမျိုးဒီ cage stove ကဒီဒီ narrowly white နေရာယူရတဲ့ပုံစံမျိုးဒီ interior channel ကနေဖြတ်ပြေးပေးရတဲ့ underlay run တွေမှာအဲ့လောက်ကြီးအားကောင်းနေလို့ကျွန်တော်မခံစားဘူးအထူးသဖြင့်တို့ရဲ့ ability ဖြစ်တဲ့ဒီ crossing တွေဖြတ်တဲ့ဘောတွေကိုကျွန်တော်ရင်းထားရတယ်စတိထားရတယ်တစ်ချိန်တည်းမှာဒီ width holder တွေဖြစ်တဲ့ဒီ sala တို့ gap တို့ကလည်း1 vs 1မှာ ့ထားပါတော့ဆာလာကတော့1ဗဇ1မှာ तू လူမချုပ်ပဲဘောလုံးလွတ်အောင် तू key pass တွေပေးနိုင်တယ်ကော်ဒီကပ်ပူက1ဗဇ1မှာဘောလုံးလည်းမထွက်လာဘူးလူလည်းမချုပ်ဘူးဆိုတဲ့ပုံစံမျိုးကိုမြင်တွေ့ရတဲ့အမှဒါရင်းလိုက်သိမ့်ပြီလို့တော့ကျွန်တော်မြင်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒါတို့ဒါဟိုမန်ချက်စတာယူနိုက်တက်အပိုင်းလေးပြန်သွားမယ်လို့ဒါစာစီတူခုနပြောလို့ပဲမန်ချက်စတာယူနိုက်တက်ကဒါအကောင်းအဆိုးဒါနှစ်ဖက်တွန်တွဲနေရပေါ့လေအမှကောင်းတဲ့ဘက်ကတခြားပြန်ကြည့်မယ်ဆိုသူတို့ရဲ့ဘယ်လိုပြောမလဲဒီ game plan ကောင်းကောင်းမိသွားရင်တော့ဒါတားဆီးဖို့ခက်ခဲတယ်ပေါ့လေ ဲ့တော့ဟိုအခုလက်ရှိဒါမန်ဆာယူနိုက်တက်အသင်းရဲ့အချက်လက်တွေပြန်ကြည့်လိုက်မယ်ဆိုရင်ဒါဟို big champ ပေါ့လीဒါ create လုံးထားတဲ့အပိုင်းမှာဆိုမန်ဆာယူနိုက်တက်ကဒါထိတ်ဆုံး premier league အသင်းရဲ့ဒါထိတ်ဆုံး၅သင်းထဲမှာဝင်နေပေါ့လीအဲ့လိုပဲဒါတစ်ဖက်ပြိုင်ဘက်ကဒါ big champ နေဒါခွင့်ပြုပေးရတဲ့ရင်ဆိုင်ရတဲ့အပိုင်းမှာဆိုမန်ချက်စတာယူနိုက်တက်ထိတ်ဆုံး၅သင်းထဲပါတယ်ပေါ့လीအဲ့တော့ဒီနှစ်ခုကတွန်တွင်းနေတာဆိုတော့ဟိုလာမဲ့ဒီ anfield မှာဒါမန်ဆာယူနိုက်တက် united အသင်းရဲ့သူတို့ရဲ့ခံစစ်ပိုင်းကိုဒီခံစစ်ကပေါ့လीပြောပြောချင်တာဒီ3ဘက်မှာပေါ့လीဘယ်ကစားသမားအနေနဲ့ ဟိုပွဲထွက်လာလို့ရှိရင်အခင်းချင်းနဲ့ပွဲထွက်လာလို့ရှိရင်ဒါလီဗာပူးရဲ့တိုက်စစ်ပိုင်းကိုအကောင်းဆုံးခံတားနိုင်ပြီလို့ထင်လဲဗျဒါစီစုဆက်ပြီးတော့ဆင်းရဲပြပါအောင်ဟုတ်ကဲ့ဗျအဲဒီကျွန်တော်အနေနဲ့အပေါ်ရင်ကပုံမှန်တိုင်းပဲသူသုံးနေကြတိုင်းပဲပေါ့နော်အဲဒီဘယ်မှာလုချောအလဲမှာဒလစ်အာစီဘီအနေနဲ့ဂျိုရိုရိုကိုသုံးလာမယ်လို့တော့ထင်တယ်ဒါပေမဲ့ဘယ်သူပဲသုံးသုံးပေါ့နော်ဘယ်သူပဲသုံးသုံးတာတခြားသော ဒီ trace တွေလုတ်ခဲ့ရင်လည်း United ရဲ့ခံစစ်ကစားသမားတွေရဲ့အရေးသွေးရအရင်ကွာမနေဘူး type တွေလည်းအရင်ကွာမနေဘူး quality ရဲ့အတွက်ပုံစံအများကြီးကွဲသွားမယ်လို့ကျွန်တော်တော့မထင်ဘူးပြီးတော့အတောင်တင်းဆုံးခံစစ်တဲ့ကစားသည့်တိုင်အောင် Liverpool ရဲ့တိုက်စစ်ကိုတားဆီးဖို့အတွက်လိုအပ်ချက်တွေရှိနေတော့မယ်ကစားရန်အပြင်လိုအပ်ချက်တွေရှိနေတော့မယ်အဲ့တော့အဲ့ဒါကခံစစ်ကစားသမားဒီ center back 3ယောက်စီမှာတီမီနေရတော့မဟုတ်ဘူးပေါ့เนาะသူတို့ရဲ့အရှိရကစားပုံပြီးတော့ဒီ center midfield 2ယောက်ရဲ့ကစားပုံပါလေ ဘူတည်နေတယ်ဗောလေအဲ့တော့ပုံမှန်အားဖြင့်ကတော့ဒီသူ့ရဲ့ shape ကိုကျင်းကျင်းမမြောင်းတဲ့ဒီအလဲကိုပေါ့နော်နေရာတွေအများကြီးမပေးဘဲနဲ့ position နဲ့အရာချစ်ချစ်လစ်လစ်ဖြစ်အောင်ကစားတယ်ဆိုရင် United ရဲ့ခံစစ်ကစားသမားတွေအနေနဲ့တတ်တာလေပို့ပြီးတော့တတ်တာလေဗောနော်အဲ့တော့အဲ့လိုအနေအထားမျိုးဖြစ်အောင်ဒီ shape အားအရာဒီပုံဖော်နိုင်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ်တချို့သောအရာတွေကအဲဒီကျွန်တော်တို့ဘောနော်နီးပြနေရာဝင်စဉ်းစားရတဲ့အခါမှာနီးပြဒီဘယ်လိုလုပ်မလဲဆိုစဉ်းစားရနေရမှာတချို့သောအရာတွေကဟုတ်တယ် အားသာချက်တွေရှိတာမှန်တယ်ဒါပေမဲ့အခြားသောဘက်မှာလည်းအားသာချက်တွေရှိတယ်အဲ့တော့နီးပြားတွေကိုယ်တိုင်လည်းဒါကိုသိတယ်ပေါ့နော်သူတို့ကဒီသူတို့ပိုယုံကြည်တဲ့အားသာချက်ဘက်ကိုသူတို့ကအာကန်ဆွဲတာပေါ့လေအဲ့လိုကန်ဆွဲတဲ့အခါမှာကျွန်တော်တို့ဒီအခင်းချင်းတွေမြင်လာရတယ်ပေါ့နော်အဲ့တော့ဒီကန်ဆင်းနဲ့ပတ်သက်လို့ကျွန်တော်အနေနဲ့စနိုက်တာအတွက် key ကသူတို့ရဲ့ overall shape ပေါ့နော် overall shape ဆိုတာကဒီ out of position ဖြစ်နေတဲ့အခြေအနေမှာ United ဘက်က pressing စလုပ်တဲ့ကိစ္စကစလို့ ဒီကိုဘက်ကဒီ low block အနေအထားမှာခံစစ် ခုခံတဲ့အခြေအနေ defensive organization အထိဒီ shape အရာ structure အရာပို့ပြီးတော့အရေးကြီးရလို့ထင်တယ် personal တယောက်ချင်းစီအရာကအရင်ကြီးကိစ္စမရှိဘူး United မှာအရင်ကြီးတဲ့တယောက်နဲ့တယောက်ကွာနေခြင်းမရှိဘူးပေါ့နော်အဲ့တော့ဒါကတော့ဒီ United ခံစစ် shape နဲ့ပတ်သက်တယ်ဒါကျွန်တော်ရဲ့အမြင်ပေါ့နော်ပြီးတော့ဒီအချက်မှာပို့ပြီးတော့အရေးပါတာကခံစစ်အတွက်ကတိုက်စစ် ကိုဘက်ကကစားတဲ့အခြေအနေကိုဘက်ကဘောလုံးကိုင်ပြီးကစားတဲ့အခြေအနေတွေပေါ်မှာလေအရေးကြီးတယ်ပေါ့နော်အဲ့တော့ United ကဘာဖြစ်နေတယ်လဲဆိုတော့ဥပမာ Sunderland လို့အသင်းကို long ball နဲ့ကစားတယ်ထိုးနှက်နိုင်တယ်ပြဿနာမရှိဘူးဘာလို့လဲဆိုတော့ Sunderland ဘောလုံးကိုင်ပြီးတော့အရင်ကြီးမကစားနိုင်ဘူးပေါ့နော်ဒီလိုမျိုး long ball တွေသုံးတယ် transition တွေသုံးတယ်ဆိုတဲ့အသင်းအတွက်အဲဒီတဘောအပြင်ကြုံရနိုင်တဲ့အခက်အခဲကဒီ long ball တွေရဲ့တဘာဝကွာ uncertainty မသေးကြဘူးပေါ့နော်မသေးကြတဲ့အတွက်ပွဲရဲ့ control ပျောက်ဆုံးတယ်ပွဲရဲ့ control ပျောက်ဆုံးတဲ့အခါမှာ ဒါမှမဟုတ်တင်ရညံ့ရင်တော့အဲ့ control ကိုသူတို့ကမယူနိုင်ဘူးပွဲကဒီကိုဘကိုဘက quality ကိုလိုက်ထိနေရတယ်ခက်တယ်ဒါပေမဲ့ liverpool လို့အသင်းကကြတော့အဲ့ control ကိုယူနိုင်တယ်ပြီးတော့သူတို့ဘက် transition တွေပြန်ကစားရင်လည်းကောင်းကောင်းကစားနိုင်တယ်အသင်းဖြစ်တယ်ပေါ့နော်အဲ့တော့ united ရဲ့ဒီ concept ပိုင်းသူတို့ဘက်ကထိုးနှက်ခံရတဲ့အပိုင်းနဲ့ကြည့်မယ်ဆိုရင်အဲ့အဲ့ဒီအခြေအနေအဲ့ဒီအခင်းချင်းတွေရှိရလို့ကျွန်တော်ကမြင်ပါတယ်ဗျာ ဟုတ်ကဲ့ပါဒါမန်ချက်တာမန်ချက်စတာယူနိုက်တက်အသင်းကတကယ်ကိုစိုးရိမ်စရာတော့ဒီတိုက်စစ်ကစားခြင်းနေမဟုတ်ဘူးလေတကီးကတော့ဒီတိုက်စစ်ကနေခံစင်အကူအပြောင်းထွက်စေခြင်းနေမှာတကယ်ကိုပိုပြီးအားကောင်းမှုလူတယ်ပေါ့လေအဲ့ဒါအဓိကယူနိုက်တက်အသင်းအမော်ရင်ဂျုံတွေ့နေရတယ်ပြဿနာပေါ့လေအဲ့တော့ဟိုမန်ချက်တာယူနိုက်တက်ကလည်းအဲ့အဲ့အပြင်ဟိုမှဒါဘယ်လိုပြောမလဲဒီပြိုင်ဘက်တည်းကဟို ဟိုဥဆောင်ဝင်ပေးရမယ်ဆိုရင်ပြန်လာနိုင်မှုကအခွင့်အလမ်းအရန်နည်းတယ်ဗောလေဒီဟိုလက်ရှိမှာဒါမန်ချက်စတာဟို United မှာမဟုတ်ပါဘူးဒီ Premier League ကလပ်အသင်း30ထဲမှာဒါဟူပြီးလို့ရှိရင်အဲ့လိုမျိုးဗောဒီပြန်မလာနိုင်တဲ့အသင်းတွေမှာဒါ Manchester United ကဒါဟိုဟာဒုတိယနေရာမှာပါနေရဗောလေအဲ့အချက်ကြီးကတော့တော်တော်လေးစိုးရင်စရာကောင်းတယ်ဗျာအဲ့တော့ဒီ Anfield မှာဒါ Manchester ဟို Liverpool အသင်းတွေဗောလေဒီနိုင်ပွဲပြန်ရဖို့ဆိုရင်ဒါကိုကောင်းတဲ့ကောင်းတာပြောသူမျိုးပဲဒီသူ့ရဲ့အခင်းချင်းရှိတ်ကိုဒါပြောင်းလဲတဲ့နေကိုပြောခဲ့ဗောအဲ့တော့တိုက်စစ်ပိုင်းမှာရော ဟိုဒီဘွဲမှာဘယ်ဟာဘယ်ကစားသမားတွေကိုဘယ်အစုအဖွဲ့ကိုဒါပေါ်ထွက်လာမယ်ဆိုအကောင်းဆုံးဖြစ်မယ်ထင်လဲဗျအဲဟုတ်ကဲ့ပါခုနဟိုရှိတ်ကိုအပြောင်းလဲလုပ်တင်နေဆိုတာလဲဒါဟိုအနီစလော့ကတော့သူခုနကကိုစီသူပြောခဲ့တယ်လို့ပဲနော်သူအားတချက်တော့သူဂင်ထားတာပေါ့လေအဲဒါမဲ့ဒီနေရာမှာကျွန်တော်မြင်တဲ့အခါကတော့လီဗာပူးကအဲ့ present ရှိတ်ကပြဿနာတက်တာပေါ့နော်ဒီပထမမေးခွန်းကိုအရင်ကောက်ဝါရင်တော့ဟိုဒီအာမိုရင်းရဲ့နောက်ဆုံးပွဲကိုကြည့်လိုက်မယ်ဆိုရင်ဒီဗာပူးအဓိကအားနေတဲ့နေရာသူခုနကကျွန်တော်ကျွန်တော်တင်ပြခဲ့တဲ့အတိုင်းပဲဒီ present shape မှာ gapo ပဲသူတုံးမယ်ပေါ့နော်တက်လာတိတုံးမယ်သူဒီ gapo ရယ်ဒီ cat cat ရယ်ဒီ grand vash ရယ်ဒီ van dye အဲ့ဈားတွေက pocket area က level weak ဖြစ်ဆုံးနေရပါတော့အဲဆနာလမ်း sorry ဆနာလမ်းကိုရှင်ဆိုင်ခဲ့တဲ့ United ကိုကြည့်လိုက်ရင်ဒီ last man ကဒီ Sasco ရဲ့ခေါင်းပေါ်တွေကိုတင်ပေးမယ်အဲ့မှာသူတို့ဒီ Van Dyke နဲ့တွေ့ဒီ Van Dyke နဲ့တွေ့တဲ့ခါကျရင် Sasco ရဲ့ခေါင်းပဲဥဥ Van Dyke ရဲ့ခေါင်းပဲဥဥပြန်ကြလာတဲ့ second ball တွေကိုတို့ဒီ Anfumo တို့ကောက်လိုက်မယ်လို့မြင်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ကျွန်တော်အမြင်လေးတစ်ခု တင်ပြရရင်ဒီ United ကဒီ Mason Mount ရော Bruno Fernandes ကိုတပြိုင်တည်း3မလာလောက်ဘူးလို့တော့ကျွန်တော်ယူဆရတယ်ပေါ့နော် Bruno Fernandes ကိုဒီ number left number 10 row မှာထားပြီးကစားလိုက်တယ်လို့ကျွန်တော်မြင်တယ်ဒီ Queen လက်မှာဒီဒီ Ugarte နဲ့ဒီ Casemiro နဲ့တွဲပြီးကစားလိုက်တယ်အဲ့ဒါဆိုရင်ဒီခုန ဒီလောင်းဘောတွေကန်တင်လိုက်မယ်ရှက်စကွဲခေါင်းဘောတွေပြန်ကြလာတဲ့ဟာတွေကိုဒီ brand လုံးမဲ့လူရောစကန်ဘောကောင်းမဲ့လူရောမှာ United ကအဲ့နေရာလေးကိုအသာစီးယူလိုက်မယ်လို့ထင်တယ်အထူးသဖြင့်ဒီ gap marking လွတ်လွတ်နေတဲ့ zone ပေါ့နော်ဒီ pocket area လေးကိုအဲ့လိုမြင်နေအဲ့အတွက်ကျွန်တော်ကခုနကလိုမျိုးတင်ပြရခြင်းဖြစ်ပါတယ်ဒီ gap ကို line နဲ့အောက်လိုက်ပြီးတော့သူပုံမှန်တော့အတူတူပဲသူတို့ presentation ရှိမှာတော့ဒီ gap ရဲ့ grand bus ရဲ့ဒီထားပါတော့ဒီဘက်က support line ရဲ့တည်ထားတာပဲအဲ့ဒါကိုကျွန်တော်တို့ကဒီဒီ macalester ရဲ့ grand bus support line ရဲ့တည်လိုက်တဲ့သဘောပဲပေါ့နော်ပို့ပြီးတော့ကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲ balance ဖြစ်မယ် sweet suit ဖြစ်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးကိုကျွန်တော်တို့သွားမယ်ဒီတိုက်ဆက်မှာတော့ဟိုကျွန်တော်ခုနပြောခဲ့လို့ပဲ AKTK နဲ့ဆာလာကို inside forward အနေနဲ့တွဲပြီးတော့ဒီဒီဒီ diamond ရဲ့ဒီနောက်ချန်တိုက်ဆက်မှုလို့လည်းပြောလို့ရတယ် diamond twin လဲ diamond mv ရဲ့စိန်ဝင်ထိတ်မှာတော့ florian vs ကိုတုံးတာအသင့်တော်ဆုံးလို့မြင်တယ်အဲ့ဒါအောင်မှာကျွန်တော်တို့ပွဲအချိန်တွေပေါ်မူတည်ပြီးတော့ဒီ tactical adjustment တွေကိုဒီ gapo တို့ရှိနေမယ်ခီးစားတို့ရှိနေမယ်အဲဒီ အဲ့ဒီ frame ပေါင်လို့ရှိနေမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါကိုတော့ကျွန်တော်တို့ထပ်ပြီးတော့စောင့်ကြည့်သွားရမှာပေါ့တကယ်သုံးမသုံးရအောင်ဟုတ်ကဲ့ပါဒါဆိုတာစီသူရေနောက်ဆုံးအနေနဲ့ဒါဒီပွဲမှာပေါ့လေဟိုနှစ်သင်းလုံးမှာပေါ့အာနှစ်သင်းလုံးအတွက်ပေါ့ဒါဘယ်အရာတွေက key point ဖြစ်မယ်ထင်လဲဘယ်အရာတွေကဒါပြတ်သားတဲ့အဖြစ်ဖြစ်မယ်လို့ဒါစီသူထင်ပါလဲဗျစီသူရေအမြင်တွေဆက်ပြီးပြောပြပါဦးဗျဟုတ်ကဲ့ဗျအဲလီဗာပူးဘက်ကစပြီးတော့ပြောကြတယ်ဗောနော်လီဗာပူးဘက်ကသူ့ရဲ့ system click ဖြစ်သွားဖို့ဟိုလိုအပ်နေတယ်လက်ရှိအချိန်မှာအမ် ဘသူပဲသုံးသုံးပေါ့နော်လက်ရှိအခြေအနေမှာသူတို့သူတို့ရဲ့လိုအပ်တဲ့ cohesion မရနေမရမရနေသေးဘူးပေါ့နော်အဲ့ဒီပြဿနာအဲ့ဒီပြဿနာလေးကိုရင်ဆိုင်နေရတယ်အဲ့ဒါကိုဒီ unslot ဘလို့ဖြစ်ရှင်းမလဲပြီးတော့ cancel ဘိုင်းနဲ့ပတ်သက်လာတာသူလည်းပြောထားတယ်ပေါ့နော်ဟိုသူတို့ရဲ့အသင်းကလာလောလောဆယ်ကိုပေးထားရတယ်ပေါ့နော်အဲ့တော့၄ကဆက် piece အဲ့နကူက first break ပေါ့နော်၃က open play ဆိုပြီးသူပြောထားတယ်အဲ့သူပြောထားတာလည်း အဲဟုတ်တော့လည်းဟုတ်နေပေါ့နော် set piece ကနေသူအများကြီးပေးထားရတယ် first break တွေကနေပေးထားရတယ်အပြီးတော့လဘဘူးအသင်းရင်ဆိုင်နေရတဲ့အနေအထားကိုကျွန်တော်ကြည့်မယ်ဆိုရင် crosses တွေဖြတ်တင်ဘောတွေအများကြီးခွင့်ပြုနေရတယ်ပေါ့နော်ဖြတ်တင်ဘောတွေအများကြီးခွင့်ပြုနေရပြီးတော့သူတို့ဘလို့ဒုက္ခရောက်နေလဲဆိုတော့အဲသူတို့ရဲ့ညာဘက်ခြမ်းပေါ့နော်သူတို့ရဲ့ညာဘက်ခြမ်းကိုပြန်ဘက်တွေကတော်တော်လေးတိုက်ခိုက်တာကိုတွေ့ရတယ်ပြီးတော့ across တွေတင်ရင် far post တွေ far post ဆိုတာဒီဟိုဘက်အဝေးတိုင်ပေါ့နော်ဘယ်ဘက်ကတင်ရင်အဲဒီ ညာဘက်တိုင်းညာဘက်ကတင်ဖက်ဘက်တာအဲ့ far post တွေကိုတောက်တောက်လျှောက်ဒုက္ခပေးခံနေရတာကိုတွေ့ရတယ်အဲ့တော့ liverpool ရဲ့ဒီအထိုင်မကျသေးတဲ့ full back ပြဿနာကိုပြန်ဘက်တွေကလုံးဝဒုက္ခပေးနေတဲ့ပုံစံမျိုးမှာရှိတယ်ပေါ့နော်အဲ့တော့ liverpool အနေနဲ့အဲ့ဒီအရာတွေကိုသူတို့ဘယ်လိုမျိုးပြင်ဆင်ဘယ်လို fix လုပ်လဲအဲဒီ manager တချို့ကတော့ရှိနေဦးမှာပဲအဲ့အဲ့အဲ့အနေထားပေါ့အဲ့ရင်ဆိုင်တဲ့ risk တွေကိုဘယ်လို mitigate လုပ်လဲ short term လဲဆိုတဲ့အပိုင်းကိုစောင့်ကြည့်သွားဖို့ရှိတယ်ပြီးတော့တိုက်စစ်ပိုင်းမှာကတော့လိုအပ်ချက်တွေ ရှိနေသေးရလိုအပ်ချက်တွေရှိနေသေးပေမဲ့တခုခံတာလာက United cancel ကအဲ့လောက်ကြီးထူပါခတ်တဲ့ cancel မျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့ Tyson နဲ့ပတ်သက်လို့တော့ကျွန်တော်အရင်ကြီးဒီပွဲနဲ့ပတ်သက်ပြီးတော့ Liverpool အတွက်စိုးရင်စရာမရှိဘူးလို့ထင်တယ် Liverpool အနေနဲ့ United cancel ကိုထူပါနိုင်စွမ်းရှိတယ်ပေါ့နော်မမိနေရင်တော့ထူပါနိုင်စွမ်းရှိရလို့ကျွန်တော်လည်းယူဆမိတယ် United ဘက်ကတော့ဒီသူတို့ရဲ့ဒီ zone of control ပေါ့နော်အဲ zone of control အနေထားဒီမှာ Liverpool အားကောင်းတဲ့အနေအထားလေးတွေရှိတယ်။အဲ့အားကောင်းတဲ့အနေအထားလေးမှာ Manchester United အနေနဲ့နည်းလေးအားရောနေတာမျိုးအတူတူပြင်ဒါ Lucio နဲ့ Mohamed Salah ဆိုတွေးအဲကြုံတွေးနိုင်တဲ့ဇုံအပြည့်ဒီ Amadio လို့အနောက်ဘက်မှာရှိနေတဲ့ဇုံအဲ့ဇုံတွေအားနေတယ်ပေါ့နော်။ Liverpool ကအဲ့နေရာတွေကိုဟိုအသုံးချနိုင်တဲ့ power မျိုးပိုင်ဆိုင်ထားတယ်ပေါ့နော်။အဲ့တော့အဲ့ဒီတစ်ချက်ကစောင့်ကြည့်ခြင်းစရာကောင်းမဲ့အချက်လို့မြင်တယ်။ United အနေနဲ့ကတော့အမားယွင်းနေအများကြီးမလုပ်ဖို့လိုအပ်တာပေါ့နော်။ပြီးတော့ အဲပြောမဆိုရင်နှစ်သင်းစလုံးက two phases တွေရှိတဲ့ပုံစံမျိုးတော်တော်ဆယ်မှာကျွန်တော်တို့ပြောရမှာအခြေမငြိမ်ဘူးပေါ့နော်အဲ့လိုအခြေအနေချင်းတူတူပေါ်မှာ United ကနည်းနည်းလေး emotion ပုံများတယ်ပြီးတော့ပွဲတွင်းအပြောင်းလဲတွေမှာအားနည်းချက်လေးရှိတယ်ပေါ့နော် Arnold Slot ဟာ show သည့်တိုင်အောင်သူလုတ်တဲ့အပြောင်းလဲတွေသူလုတ်တဲ့ဒီပွဲတွင်းမှာ single changes တွေက effect တွေအများကြီးဖြစ်တာကိုတွေ့ရပြီးတော့ကျွန်တော်တို့ United ဘက်ကကြည့်အဲ့ဒီ effect အဲ့ဒီ effect တွေတိတ်မမြင်ရတော့တွေ့ရတယ်ပြီးတော့ United အနေနဲ့အဖုံးတိမှုအများကြီးရတယ်ပေါ့နော်အဲ့တော့ဒီအဒီမှာ ကန်သွင်းမှုအချိန်130လောက်ထားတယ်အများဆုံးပဲ expected goal ဆိုရင်လည်းဒါ14.1ရှိတယ်တော်တော်လေးမြင့်တယ်အဲမဲ့ goal ရတာနည်းတယ်ပေါ့နော်အဲသူ under perform အများကြီးဖြစ်နေတယ်ကန်နေရာပဲရှိတယ်မ goal ဆိုတာမျိုးပေါ့အဲ့တော့ဖြုံးတီးတယ်အဲ့ဖြုံးတီးတဲ့ဒီ characteristic ကအတင်းကြီးအချင်းချင်းတွေ့တဲ့အချိန်ဒီမှာတိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်အဲ့တော့ United ဘက်မှာတော့အဲ့ဒီအရာလေးတွေရှိနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့နှစ်သင်းစလုံးချိန်ညှိပြီးတော့ပြောရမယ်ဆိုရင်ဒီသူတို့ရဲ့အားသာချက်အားနည်းချက်တွေရောကိုယ်စီရှိနေတယ်အဲ့တော့အဲ့အရာတွေကိုဒီဘက်မှာဘယ်လိုကင်တွယ်သွားမလဲဆိုတာက ကျွန်တော်တို့ဒီဒီပွဲကနေကြည့်ရှုရမယ် key taste away ဖြစ်မယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ဗျဟုတ်ကဲ့ပါလားဒီပွဲတို့ကတော့ဒါ Manchester United ကလောင်းဘောတွေသုံးမယ်ဒါ Chesco နဲ့ဒီ Konate တို့ဟို Virgil van Dijk တို့ရဲ့ဒါ area jewelry မြင်ရမယ်ပေါ့လေအဲ့တော့ဒီနေသားလေးရယ်ဆုံးယူစားဖို့ကောင်းဆုံး Manchester United ဒါပြီးခဲ့တဲ့ပွဲမှာဒါ clean sheet ရတော့ တကယ်ဘယ်လိုပြောမလဲဟီးရိုးဖြစ်ခဲ့တယ်ဗောလေဒီဆန်နလမ်းမဲရဲ့လက်စွမ်းဒီပွဲမှာဟိုဘယ်လိုတသက်ပြောင်းမလဲဗောလေဒီကီးပွိုင်လေးတော့ကျွန်တော်ပုံပြီးစိတ်ဝင်စားပါတယ်ဟုတ်ကဲ့ဗတာအခုလိုမျိုးဒါဒီပွဲနဲ့ပတ်သက်ပြီးတော့ဒါအင်္ဂလန်ဒါဘီနဲ့ပတ်သက်ပြီးတော့ပြပြစုံဖြစ်ကြပေးရတဲ့အတွက်ဒါဟိုကောင်းတဲ့ကောစီတူရောအထူးပဲကျေးဇူးတင်ပါတယ်နောက်စီတီမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ